Kind Story Channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါ။ထုံးလွှင့်တင်ဆက်ပေးချင်တာဆိုရင်ဖြင့်စာရေးဆရာဆရာမေတာနမောက်ဤတာထားတဲ့ဟင်းကောင်းတမဲဆိုတဲ့ဇေဝင်စားဝယ်ရာဇလန်းအစာဆုံးကိုထုံးလွှင့်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ Subscribe Like and Share ခေါင်းလောင်းလေးနှိပ်ပြီးတော့အားပေးသွားပါအောင်နော်။ကျေးဇူးအများကြီးတင်ပါတယ်ဒါဆိုရင်တော့ဆက်လိုက်ပါပြီကျွန်မတော့ခိုင်ပါရှင်နေကလေးကောင်းမော်ကြာလာပြီဆိုတာနဲ့ခန္ဓာကိုယ်မှာချွေရဆိုးစပြူလာပြီးတော့တယ် လက်တွေရလေးလန်းလာကလူရကိုမရောက်ချင်တော့ပါသေး။ခါလည်းညောင်းကိုက်လို့လာခဲ့ပြီပေါ့။ရှယ်မထရသေးတဲ့ဇီးပင်ဖြစ်တာကြောင့်စူညောင်တွေကိုရှောင်းနေရတဲ့ပြင်ဇီးတရားပါအလုံးသေးနေတဲ့အတွက်လုံနေရပြီမဲ့လို့စိတ်ကမပါသေး။နှစ်ရက်သုံးရက်လောက်မကောက်ဖဲပြစ်ထားတဲ့ပင်ဖြစ်တာကြောင့်ဇီးတီတွေကတော့ပုံအောလုံးနေပြီပေါ့။တိုးတော့ဇီးတီတွေကသေးနေသေးတဲ့အတွက်တစိမ့်တောင်းဝင်တောင်းလေးတောင်မှမပြည့်တတ်သေးပါသေး။လက်တွေတောင်အန်သေးလာသေးထေကောက်နေရပြီမဲ့လို့ အရာပြူဟာမမဲရမရှိတဲ့အခါဒီဈေးပင်မှာဈေးတိကဝါတာကျွန်တော်မပြောတော့ပါဘူးရိုးစားကဈေးပင်တွေမှာဈေးတိကဝါချိန်ကကျွန်တော်အတွက်အပျော်ဆုံးဖြစ်ပေတယ်ခတ်အုပ်အုပ်ဈေးပင်သုံးပင်တန်းနဲ့ပေါက်နေတာဖြစ်တဲ့အတွက်ကဝါတာတမေတမျောပုံဈေးတိရိယာတန်တဲ့အတွက်အိတ်တလုံးကခဏလေးနေပြည်တယ်အဲ့ဒီဈေးပင်တွေကိုတော့အမေရခရိုးဆိုင်တာပေါ့ ဇီးဒီတွေတီးပြီးဆိုတာနဲ့အဲ့ဒီဇီးပင်အောင်မှာရှိတဲ့စူညောင်ခလုံးအမိုက်တရိုက်တွေကိုထွန်ကျဲတစ်ချောင်းနဲ့ရှင်းလင်းပြီးမီးရှို့လေတော့တယ်။ဇီးဒီတွေမဲလို့ကောက်တဲ့အချိန်ကျရင်ဇီးစုတွေရန်ကနေကင်းဝေးစီရန်အတွက်ဖြစ်ပြီးတယ်။ဇီးစုတွေကတခြားနေရာစူးတဲ့အခါမှာနာလာတာလို့မဟုတ်တော့လေပဲလက်ထိတ်လေးကိုစူးပြီးဆိုရင်တော့ညည်ရီတွေတောင်ကြာလာတဲ့အထိနာလာတယ်မဟုတ်ပါလားလေ။ကဲကဲကဲအခုချိန်ရဆပြီးတော့ကိုကောက်လို့ရတာကိုယူကြ။ ထိုင်ရတဲ့ဇီးတိကောင်းနေရာကနေမတ်တက်ရက်ပြီးတော့ခါးညောင်းဖြင်းရင်ပြောလိုက်တဲ့အမေရဲ့စကားကနဝင်ချိုလာပါရယ်အခုလိုမျိုး၁၀နှစ်ကျော်လို့နေလေးပူလာပြီဆိုရင်ကလေးပီပီအလုံးမှာစိတ်မဝင်စားတော့တဲ့ကျွန်တော်နဲ့ညီလေးကို စီယုံလေးရှိတဲ့အမေရဲ့ပညာတရက်ပဲနေပူလို့ဘိုက်ဆာလာလို့စသဖြင့်အကြောင်းပြချက်မျိုးစုံပေးပြီးဝတ္တရားချေဇီးတိကောင်းနေရတဲ့ကျွန်တော်တို့ကလည်းအမေစီကအဲ့ဒီစကားလေးတွေကြားလိုက်ပြီးဆိုရင်တော့လက်ကိုဆက်တက်ပေးလိုက်သည်နဲ့တွက်လက်လို့လာခဲ့လေတော့တယ်ဟွန်း အမေကလည်းဒီပင်မှာတော့မကောက်ချင်ပါဘူးအလုံးလေးတွေကတဲတဲလေးရယ်ညီလေးကအလုံးသေးတော့မရနိုင်တဲ့အတွက်မကောက်ချင်ကြောင်းပြောတဲ့အခါအမေကဟာပပတ်ရယ်လီတော့တယ်တော်ဟာဒီပင်မှာမကောက်ချင်တော့ဘယ်ပင်မှာသွားကောက်ချင်လို့တော့ဟီဟီခင်ပေါ်ဟာပင်လေမရဲ့ကျွန်တော်တို့ဇီးပင်နေအလုံးထဲမှာတပင်နဲ့ကွဲထက်နေပြီးတော့အလုံးအကြီးဆုံးအပင်ကုန်းမှညီလေးကသွားကောက်ချင်တယ်လို့ဆိုတော့အမေပင်မှာသဘောမကျဘဲနဲ့နေတော့မှလေကျွန်တော်တို့ပြုံးစီစီဖြစ်ရသေးတာပဲလေ ခင်ဘောဆိုတာကကျွန်တော်တို့ပေးထားတဲ့ယာကင်းခေါ်ဖြစ်ပေးတယ်။အခုကျွန်တော်တို့ရောက်နေတာကအိုင်တဲတဲ့ခင်ဘောနဲ့အိုင်တဲကယာနှကွက်လောက်သာချပြီးမြေသားတော်ကွာတာပေါ့လေ။အမလေးကလူလေရဲ့သွားကောက်ချက်တပါဆိုရင်လည်းသွားကောက်ပါတော့ခြေကလက်ခဲလေးတော့ခရုဆိုင်အောင်နော်။အမေရဲ့ခွင့်ပြုချက်ကိုရပြီဆိုတာနဲ့ညီလေးရအိတ်တလုံးကိုဆွဲတောင်းတလုံးကိုယူကျွန်တော်ကအမေဆက်ပြလိုက်တော့တယ်။ကိုကြီးသွားမယ်။အဲလိုပြောလာခဲ့တော့တာပေါ့ ကိုကောက်လို့ရတာကိုယူရမယ်ဆိုတော့နေပူလို့ပူမှန်းမသိခါညောင်းလို့ညောင်းမှန်းမသိလက်တွေလဲဈီးတိရှိရာစီတွက်လက်စွာနဲ့ရောက်ရှိလျက်သားပေါ့ကျွန်တော်နဲ့ညီလေးရကောက်ရတဲ့ဈီးတိနှစ်ယောက်ပေါင်းထားပြီးရောင်းပြီးတော့မှငွေခွဲယူမယ်လို့တိုင်ပင်ထားကြတာတိုင်ပင်ထားတဲ့အတိုင်းစူပေါင်းပြီးတော့နေလန်းထားတဲ့ဈီးတိတွေကတစတဲ့တစများလာခဲ့ပါပြီအိမ်တောင်ဘက်မှာရှိတဲ့အမေတို့လှမ်းထားတဲ့ဈီးတလင်းလမ်းပြီးလိမ့်ပါလေထင်းချောင်းလေးတွေနဲ့အကန်လေးကန်ပြီးကျွန်တော်တို့ဈီးတိတွေကိုနေလန်းနေ ၆တဲခါမှာအိတ်လေးတဲကိုထည့်ထားပြီးဇီးသီးဝယ်တဲ့သူလာလို့အမေတို့ရောက်တဲ့အခါကျွန်တော်တို့ဇီးသီးတွေကိုလည်းရောက်မယ်။ရားတဲ့ပတ်စံလေးနဲ့အဖြူစိမ့်လေးချုပ်မယ်။အမေတို့ထံမှာပူဇော်စရာမလိုဘဲနဲ့ကိုပစံလေးနဲ့ကိုဝယ်ဝေးရတဲ့အရာတာကိုကျွန်တော်ခန်းစားကြည့်ချင်တာပဲလေ။ညီလေးရကြတော့တကြံမရေကစားဖို့အတွက်ရေပြုတ်ဝယ်ချင်တဲ့လေ။အပေပေါ်မှာအမေတွေအများကြီးပဲကွာ။နည်းနည်းလှုပ်လိုက်မယ်နော်ကိုကြီး။အဲလိုချင်းဆိုရင်ညီလေးရလောဘကြီးသူတယောက်ပဲဖြစ်ပြီးတယ်။ ။ဇီးပင်မှာထောင်ထားတဲ့အဖျားမှာတန်ကြိတ်တက်ထားတဲ့ဝက်လုံးကိုကောက်ကင်လိုက်ပြီးဇီးကိုင်းကိုခြေကလေးနဲ့ချိန်ပြီးတော့ဆွဲလုပ်လိုက်တော့ဇီးသီးတွေတဖြောဖြောနဲ့ကြွေကြတော့တာပေါ့။ပြီးတော့နောက်တစ်ကောင်းကိုပြောင်းပြီးတော့လှုပ်တဲ့တဖြောဖြောနဲ့ဇီးသီးတွေကြွေကြပြန်တဲ့ဒလုံးနဲ့တကိုင်းမီတကိုင်းပြောင်းပြီးတော့လှုပ်တော့တာပေါ့။ပွားတာပဲကိုကြီးဇီးသီးရအများကြီးပဲ။ဝက်လုံးကိုခြားပြီးဇီးသီးတွေကိုတဆတ်ဆတ်နဲ့ကောက်နေတဲ့ညီလေးရဲ့မျက်နှာကပြုံးပြော်ရွှေလျက်ပေါ့လေ။ အလုံးသားတဲ့ဈေးသီးတွေကိုကောက်ရတာလဲပြောစရာအချိန်တောင်သိပ်မကြသေးပါဘူးတစိမ့်သားဝင် တောင်းလိုက်တာမှပြေးမောက်လာတာကြောင့်အိတ်ထဲကိုထည့်လိုက်ရပြီဒီတစ်ပင်လုံးသာကောက်လို့ရမယ်ဆိုရင်တော့အမေကောက်လို့ရတဲ့ပမာဏထက်မများဘူးဆိုရင်တော့မှရော့မယ်လို့မထင်ဘူးကျွန်တော်တို့ကောက်လို့ရတဲ့ဈေးသီးဘလောက်များများအမေကဘာမှမပြောဘူးလေသူစကားသူတီးစွာနေမယ်ကျွန်တော်တို့ကိုပေးလေတယ်တုံးမပြင်းနဲ့ဝယ်ချင်တာဝယ်လို့ရအောင် စုထားလို့ရလေပြောသေးတာဒီဈေးပင်လေးသာအမေစီကတောင်းလို့ရရင်ရွှဲပဲ လောဘမတန်နိုင်သေးတဲ့ညီလေးရဲ့စကားကကျွန်တော်ကိုပြုံးမိစေတော့တာပေါ့အမေသာကြားရင်တော့မွေးရကြိုးနဲ့ချေရဲလို့ညီလေးမလားမသိပါဘူးလေနေလင်စာထမင်းစားပြီးတော့အမေကပလက်ကလက်ထိုင်ပေါ်မှာရက်ခတ်ပြီးတော့အနားယူနေတယ်လို့အဖေကတန်းရပေါ်မှာလှဲ့အိတ်နေပြီးကျွန်တော်နဲ့ညီလေးကကရင်ပေါ်မှာခေါင်းတစ်လုံးစီနဲ့လဲလျောင်းရက်သားပေါ့လေမကြီးပင်အောက်ကဖြူဖြူဖြူနဲ့တိုက်ခိုက်နေတဲ့လေလေးတွေကຫນွေခေါင်းခေါင်းမှာအရသာရှိလာပြီးစွာမသန်းဈေးတည်တဲ့9000နဲ့ မြောက်ပိုင်းမှာဝဲသူရောက်နေတယ်။ရွာမြောက်ပိုင်းကပြန်လာရင်တူတဲ့မက်ခင်လာကအမေကိုတရင်စကားဆိုလေတော့တယ်။ဟဲ့ဟုတ်လားမကြားဘူးတဲ့ဇေကြီးပဲ။အမေကရက်ခတ်နေတာရက်ပြီးခောက်အောင်မက်လိုက်ရင်လည်းပြောလိုက်တာ။အမေတန်ကလည်းအံ့ဩနေဟန်ရှိပြီတဲ့။ဝင်ဝင်မရှိတဲ့နှွေခေါင်ခေါင်မှာဇီးပင်လေးတွေကကျွန်တော်တို့အတွက်အသက်တခင်ကျေးဇူးရှင်သာပဲ။တိုးတောင်းဇီးတီစီယာ20နှစ်တိုင်းလို့လို့ကောင်းလာတာမဟုတ်ဘူးလေ။နေချောင်လှမ်းပြီးရောက်မှမှအလွန်ဆုံးရတည်င်းကို2000ကျော်3000များတာ။ အခု9000ဆိုတော့အမေအန်အော်လေးအန်အော်ချင်စရာပဲအခုလိုမျိုးကလာဝယ်သူရှိတဲ့ချိန်မှသာဈေးမှန်တရားရတတ်တာဖြစ်ပြီးတယ်။ရွာရရဝယ်တဲ့သူတွေစီကိုရောင်းပြီးဆိုရင်တော့အဲ့လောက်ရမှာမဟုတ်ဘူးလေ။မျိုးစင်းနဲ့ရွာစီရအမြဲလိုလို900နီးပါးကွာနေတတ်တည်တာပဲ။ဒင်းဝင်တောင်းလေးရဲ့အဝင်အဆက်မင်ကွာနေသေးတယ်လို့အမေတို့ပြောတာကြားဘူးတာပဲ။မချက်တော့လေအောင်ကနန်းဆိုသလိုဈေးကွာနေမှန်တည်တော်လေးပဲလက်တလုံးစားဝင်နေရဲ့အဆင်ပြေစေဖို့အတွက်နှီးဆက်ရပြေးရောင်းရတာကြီးပဲလေ။ တခါတလေဈေးတရမပေါ်သေးငွေရရှိချိုပြေးနေတဲ့ခါမျိုးလဲရှိတတ်တာပေါ့ဟုတ်ပါကျောက်တောင်ရှိရလေရမလို့မခင်လာပြောပြီးတော့အိမ်ကိုပြန်သွားခဲ့ပြီမခင်လာတို့အိမ်နဲ့ကျွန်တော်တို့ရဲ့အိမ်ကခြံစည်းရိုးပဲခြားတယ်ရွာမြောင်ပိုင်းကိုသွားမယ်ဆိုရင်ကျွန်တော်တို့အိမ်ကိုဖြတ်ပြီးသွားရတဲ့အတွက်ဖြတ်သွားဖြတ်လာတဲ့စကားပါခြင်းလဲဖြစ်တာပေါ့ကိုမောင်ပုဈေးကောင်းရတော့လေနည်းနည်းပပရောင်းလိုက်ရမလားဆရာလည်းမရှိတော့ဘူးဆိုတော့အမေကညီးပြောပြောလိုက်တော့အဖေကတက်ပြဲမောက်ကိုခြားလိုက်တယ် အဖေရဲ့တပြင်းမောကိုငယ်ရွယ်သေးတဲ့ညီလေးမတစ်ပါးအမေလည်းသိတယ်ကျွန်တော်လည်းသဘောပေါက်တာပေါ့၎င်းနေ၎င်းပြောဆိုခံရအောင်ဟာ။အိုးဘာလို့ပြောဆိုခံရမှာလဲ။ဇီးတရာတုံသွားသေးတာမှမဟုတ်တာပဲ။အဖေကဒုတိယမေတပ်ပြင်းမောကိုချားပြီးသဘောလေးလိုပြောရှာတယ်။ဆက်ပြောနေမယ်ဆိုရင်လေအမေကသူ့ရဲ့ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဘူးဆိုတာအဖေကသိပြီးဖြစ်ရန်တူပါတယ်။မရဘူးတဲ့ဇေနောင်ပေးဝယ်တယ်ဆိုတော့ထုံရောင်းချင်တဲ့အမေကိုလည်းအပြစ်မဆိုတာဘောလေ။မတန်း ဈေးတရားအောင်မလားတရင်ကားတော့နဲ့ရွာမြပိုင်းကဒေါ်တောင်းရင်အိမ်ကိုရောက်လာပြီးတော့ပြောလိုက်တယ်ဒေါ်တောင်းရင်နောက်မှာကရှာတို့အုတ်ထုတ်ဆောင်းထားတဲ့ခက်ရွယ်ရွယ်လူငယ်တယောက်လက်ထဲမှာကတဲဝင်တောင်းတလုံးနဲ့အထက်လိုက်စီးထားတဲ့ပြီးနိုင်အိတ်ခွန်တွေဈေးတလောက်ကောင်းနေတော့တောင်းအောင်မှန်ရလားမသိဘူးလေမှန်မဗျာမှန်မ16ပြည်ဝင်တန်းတောင်းဆက်ဆက်ပါဒေါ်လေးရဲ့ဒေါ်လေးစီးတီတလုံးမှာပုံပါရစီပါဦးစိတ်ချကျွန်တော်အားမခံနေတယ် လက်ထရတောင်းကိုပြပြီးပြောနေတဲ့အဲ့ဒီသူရဲ့ရဲ့စကားအဆုံးမှာအမေရထိုင်ရမှထားလိုက်ပြီးနေအောင်ကြောင့်မှစုထည့်ထားတဲ့ဇီးတိအိတ်သုံးလုံးကိုအိတ်အောက်ကနေဆွဲထုတ်လိုက်တယ်အမေရတလောင်းနဲ့ဂျိနပ်ပုံမပုံတောင်းတလုံးနဲ့အိတ်ခုံတလုံးကိုယူဇီးတိတွေလှမ်းထားတဲ့မြေတလင်းကိုတွားဖို့ပြန်လိုက်ပြီးကျွန်တော်နဲ့ညီလေးပါလိုက်ခဲ့ဖို့ပြောတာကြောင့်အမေနောက်ကနေလိုက်သွားရတော့တာပုံတလင်းနဲ့ရချောင်းနေတဲ့ဇီးတိတွေကိုစုပုံးပြီးအိတ်ထဲကိုကုထည့်ပေးလိုက်တယ်ဈေးကောင်းတာကြောင့်ညီလေးကကျွန်တော်တို့စုထားတဲ့ဈေးသီးတွေပါရောင်းချင်ကြအောင်ပြောလိုက်ပြီး မေကနေသေးတယ်စုထောင်းနောက်တစ်ခါလာဝယ်မှရောင်းအဲ့လိုပြောတော့မှပြန်ငြိမ်ကြသွားတာတလင်းပြန်မှမချောက်သေးတဲ့ဇီးသီးတွေသာကြံတော့တဲ့ချိန်ကြမှာအိမ်လေးကိုစူးစီးပြီးအိမ်ဘက်ကိုလှည့်ခဲ့လေတော့တယ်လာဝယ်တဲ့သူရဲ့တောင်းလေးတဲ့ထဲပြီးရောင်းလိုက်တော့လေးတင်းတီးတီးခြောက်သမျှဇီးသီးအကုန်ထုံရောက်နေတဲ့အမေကိုကြည့်ပြီးအဖေရတပ်ပြင်းမော့တစ်ခုကိုခက်လေးလေးပင်မှုတ်ထုံနေပြန်လေတော့တယ်ရနေကြအနန္တမဟုတ်ဖ ೇನೆ တင်းပြန်လာတဲ့အမွေးနှံတွေကြောင့်ဝမ်းပိုက်ကတကွေကွေနဲ့ဆန္ဒပြနေပြီ နေစဉ်ချက်မောင်ဟင်းငပီတောင်းနဲ့တာနှစ်ပါးသွားနေရတဲ့ဝမ်ပိုက်ကဒီတနတ်တော့အတုချားပြီးစားလိုက်မဲ့လို့ပဲမောင်းထင်ထားသေးတော့တာပေါ့။ဒီနံပေါ်ကျိန်တခါတလေကလွဲပြီးဝင်ဝင်မရှိတဲ့ကြံချိန်တွေမှာအသားဟင်းငါးဟင်းတွေကကျွန်တော်တို့နဲ့မတက်ဆိုင်သလိုကင်းကွာလျက်ရှိတာပေါ့။မြင်တာနဲ့မေးဆွဲနှုတ်ချန်စိပောက်တဲ့ချက်မောင်ပင်နဲ့အသက်ဆက်နေရတာက နေစဉ်ရက်ဆက်ပဲ။ဒီနေ့မှအမေဘာစိတ်ကူးပေါက်လည်းမသိပါဘူးလေ။ဝတ်သားတွေဝေချမ်းလို့မိကိုတလုံးလုံးနဲ့ချက်ပြုတ်နေတဲ့အမေရဲ့မျက်နှာမှာ ။ချွေးတွေပြန်းနေပြီမဲ့မောပန်းနေလို့မထင်ပြုံးရွှင်လျက်ပါပဲ။ငါးထောင်ဈေးနဲ့ရောင်းလိုက်ရတဲ့ဈေးတီးတကူကအစွမ်းပြနေပြီထမရင်။အေးတန်မှွေးလာပါလား။ဘာဟင့်နေချက်နေတော့။ရေအိုးကိုကောင်းမွန်ရွှမ်းပြီးကျွန်တော်တို့အိမ်ဝိုင်းကိုဖြတ်ကရေခတ်သွားမဲ့မဆန်းရင်ကအမေကိုနှုတ်ဆက်စကားဆိုလိုက်တယ်။အေးဟေးမစရတာကြလို့ဝက်သားလေးနည်းနည်းဝဲချက်ထားတာ။ညီရောဈေးတီးကမတော်ဘူးလား။သွားမအကြီးတန်းရဲ့ထမင်းစားပြရနဲ့သွားမလေးဈေးတီးစရာတလောက်ကောင်းတာနားနေလို့မဖြစ်ဘူး။ မနေ့ကတော့၁၀တင်းလောက်ပဲရောင်းလိုက်ရတာတွက်ချီတိတ်မကြိုက်ဘူးအကြီးရဲ့ညံ့ညာကောက်နိုင်မှတော့ကားကြမှာတာသမီ၃အောင်ရဲ့စားဟုတ်ကလွှဲထားမှလို့မဆန်းရင်ကပြောရင်းနဲ့ရေရင်းစီကိုဆက်သွောင်းလိုက်တော့တယ်ဈေးပင်မရှိပါဘဲနဲ့၁၀တင်းလောက်ရောင်းလိုက်ရတာတွေကိုအားမလို့အားမရတွက်ချီမကြိုက်လို့ဆိုတဲ့မဆန်းရင်စကားကကျွန်တော်ထွက်ထူဆန်းမနေတော့ပါမဆန်းရင်ကအိမ်ပိုင်ရပိုင်မရှိပေမဲ့ယာတီကိုလိုက်ပြီးတော့လောက်ကင်တက်တဲ့သူဒီနံဆိုင်ပြုတ်ချင်းဆိုရင်ယာတီလိုက်ပေါင်းထုံးနှမ်းထုတ်လိုက်တယ် အလုပ်ပါတဲ့ခုလိုမျိုးဈီးတီပေါ်ကျင်းဆိုရင်တော့ဈီးတီလဲကောက်တယ်လူမရှိတဲ့ဈီးပင်မှန်သမျှမဆန်းရင်ဝင်ကောင်းလေးရှိတယ်အချိန်လေးကို PPE တုံးတက်ပြီးလောက်ကင်တက်တဲ့မဆန်းရင်ကိုဈီးပင်ပိုင်ရှင်တွေရမိတန်ရေလို့မကြားရပါဘူးတိုင်တော့ခင်ရတယ်ဆိုပြီးတော့လဲခဲဆက်ဆက်မရှိခဲ့ဘူးလူဆောင်တက်တဲ့ဈီးတော်မျိုးဆိုရင်တော့မဆန်းရင်ကရှောင်းနေခြောက်ကုန်းများရိုးကဘာတွေမှာဆိုရင်တော့ပိုင်ရှယ်မရှိဘဲနဲ့အလေးချပေါက်နေတဲ့ဈေးပင်တွေကမဆန်းရင်ကျဆားရစကြန့်နေရပင်ဖြစ်ပြီးတယ် ဂျပန်မှာဈေးတည်တုံးပြီဆိုရင်နောက်တစ်ပင်ကိုပြောင်းပြီးတော့ကောက်ပိုင်ခွင့်ရှိတဲ့မဆန်းရည်အနေနဲ့ကိုပိုင်ဈေးပင်တွေမှာသာကောက်ပိုင်ခွင့်ရှိတဲ့ကျွန်တော်တို့ထက်နှစ်ဆယ်နှစ်တိုင်းဈေးတည်အရာပြူရှိနေတာကအဆန်းတော့မဟုတ်ပါဘူးလေကိုမျိုးတို့ဘိုးဆိုတို့ထမင်းစားပြီးရင်ဈေးပင်ဘက်ခဏတစ်ပြုတ်ရှောက်သွားလိုက်ကြအောင်နော်ဈေးမကောင်းတဲ့အချိန်မှာတော့လူလက်တာနဲ့ဝင်ပြီးကောက်တတ်တဲ့သူတွေရှိနေတာ ဖြစ်တဲ့အတွက်ဈေးလေးနည်းနည်းကောင်းနေတဲ့အချိန်ဆိုတော့ပို့ပြီးတော့ခရုဆက်ရမှာဆိုတာလူတိုင်းနားလည်ထားတဲ့သဘာဝတရားပဲလေ ကျွေးကြနေတဲ့ဈေးဒီလောက်ကောက်သွားတာအကြောင်းမဟုတ်ပေမဲ့တချို့ရိယာလူမရှိဘူးဆိုရင်တော့အတင်ရဲပြီးတော့အပင်ပေါ်ကဈေးဒီတွေမှဲ့တည်စိမ့်တည်မမြင်တော့ဘူးဝလုံးရှင်နဲ့ရိုက်ပုတ်ချတတ်တာအဲဒီခါမှာတုံးစားမရတော့တဲ့အသေးခဲနေကျွေးကြသလိုအသေးဖြစ်နေအသွင်မကူးသေးတဲ့အပွင့်တွေလည်းလင်းလွင့်ကုန်တော့တာပေါ့နှမျောစရာမကောင်းမေဘူးလားကဲညီကိုနေရထမင်းစားကြဝတာဟင်အိုမိဖို့ပေါ်ကချပြီးဆိုတာနဲ့အမေရထမင်းစလုံးနဲ့ဟင်းနှတုံးစီထည့်ပေးပြီးတော့ကျွေးလေတယ်အသားဟင်းဆိုရင်တော့စားရခဲတာမလို့ ုံသွားမှာဆိုတဲ့အတွက်ကြောင့်ခြွေတာစားတတ်တဲ့ကျွန်တော်တို့အတွက်အသားနှစ်တုံးဆိုတာကများလို့တောင်နေသေးတော့တာပေါ့။ထမင်းတစ်စလုံးကုံသွားသေးတိုင်အသားတုံးကလက်ရမထင်းသေး။နောက်တစ်စလုံးထပ်ထည့်လိုက်တော့အမေရအစီနှဲလေးစမ်းပေးလိုက်တော့တယ်။ငြင်းရီရှက်ရီနဲ့အရသာခံစားသုံးရင်းနဲ့ဝမ်းပိုက်တောင်တင်းကားလို့လာတော့တာပေါ့။လေလေးချုံပြီးတော့ဇီးပင်စီလာနေရင်းနဲ့ညီကုံနှစ်ယောက်တိုင်ပင်ထားတာကဇီးပင်တွေကိုတပတ်နှစ်ပတ်ပတ်ကြည့်ပြီးငှက်လိုက်ပြစ်ကပြန်မယ်လို့ဆိုရဖြစ်ပြီးတယ်။ တိုးတော်ဝက်လုံးတစ်လုံးနဲ့မဆန်းရင်ဖြတ်သွားတာရေခနေမြင်လိုက်တာကြောင့်ညနေစောင်းတီထီနေလိုက်ကြတော့တာကျွန်တော်တို့ရှိတာတည်သွားလို့ထင်ပါတယ်အနောက်တောင်ကမ္ဘာပေါ်နေမင်းကြီး မေးတည်တီချိန်ထိမဆန်းရင်ပေါ်မလာတော့ပါကြိအဲဒီခါကျမှကျွန်တော်တို့အိမ်ပြန်လာရတာအိမ်ပြန်လာတာနောက်ကျလို့ဆိုပြီးအဖေရဆူမယ်လို့တော့အချိုးချောင်းရှင်းပြရသေးတယ်လေဈေးပင်ရောက်တဲ့အချိန်မှာတော့မဆန်းရင်ကိုရေခနေတွေးလိုက်တာကြောင့်အခုလုံမိုးချုံအောင်နေလိုက်ရတဲ့အကြောင်းကိုပေါ့ရေချိုးဝဲစားလေးအိမ်အောက်ကိုဝင်လာတဲ့အမေရသဘောပေါက်စွာနဲ့ပြုံးလေတယ် နှွေးထားဟန်တို့တဲ့ဝက်သားဟင်းနှန်းကအမေနောက်ကနေကပ်ပါလာပြီးတင်ပြလျက်ရှိနေတာအဖေကပစိုးတကွင်းနဲ့ရေငင်ဘုံကိုယူရေချိုးဖို့ရန်အတွက်မခင်လာတို့ရင်ရင်းစီကိုထွက်သွားခဲ့ပြီဒါကဘာသဘောလဲဒေါ်မီတန်တင်းဝင်တောင်းတလုံးနဲ့အိတ်တစ်ထပ်ကိုအိမ်အောင်ဖြစ်ချပြီးတော့ပြောလိုက်တဲ့မလာတရဲ့စကားကြောင့်အမေရဲ့အပြုံးမျက်နှာကွက်ခနဲဖြစ်သွားလိုက်တော့တယ်တင်းမာလျက်ရှိတဲ့မလာတင်ကထမိန်ကိုတစောင်းပင်တက်လိုက်သေးတော့တာကျောက်စီကငွေဆွဲသွားတော့ကပြောသွားတာတမျိုးအခုလောက်တော့တမျိုး အပြောင်းအလဲလို့တဲလဲမကြီးတဲ့မိမပါလားဤဟဲ့မလာတရဲတန်းကတုံခါနေပြီမဲ့အမေရတော့အေးစေးလာစွာမအေးစေးပဲပြန်လဲပြောပိုင်ခွင့်မရှိတဲ့အမေရဲ့နေရာကိုအကြောင်းသိရဲ့ကျွန်တော်နားလည်မိတာပေါ့အခုညီစီမှာရှိသည်မြဇီးတိအကုန်ယူခဲ့စိန်တော့၆တော့နားမလည်ဘူးအကုန်သာယူခဲ့အေးကြတယ်အေးဈေးရတော့ညီငွေယူတော့ကပြော့ထားတယ်ဈေးပဲတပြားသားမှပုံပေးနိုင်မို့မလာတရဲတန်းကမာတယ်ပြတ်တယ်မလာတရဲတောက်ကိုပေးရမယ်ဆိုတာကြောက်ကောင်းထဲမှာရှိပြီးသားပါပေးလေပေးမှာပါ ဈေးဒီဟာတုံးသွားတာလည်းမဟုတ်သေးပါဘူး။နောက်ရအောင်မှာပါတော့မနေ့ကရောင်းလိုက်တယ်ဆိုတာလေတော့မပေးချင်လို့မဟုတ်ပါဘူး။စားဖို့တောက်ဖို့အဆင်မပြေလို့ပါ။အမေကအတနာခံပြီးတော့ပြောနေပြီမဲ့မလာတဲ့ကအမျက်ပြေဟန်မတူသေးပါဘူး။မျက်နာတစ်ပြင်လုံးတော့ရဲတက်လာသေးတယ်။စားရည်တောက်ရည်ခြောင်လည်နေတဲ့တော်တထေမလာတဲ့ဟာအမေကြောင့်အခုလောက်ဒေါသရိုက်တွေမုန်းမုန်နေတယ်လေဆိုတာကျွန်တော်နားမလည်ပါဘူး။နှမ်းချိန်ဆိုလဲနှမ်းချိန်မလို့ညီပဲချိန်ဆိုလဲညီပဲချိန်မလို့ဈေးတီချိန်ဆိုလဲဈေးတီချိန်မလို့ မပေါ်ခင်ကလေးကဈေးနေပြီးတော့ပေးဝယ်တတ်တဲ့မလာတင်နဲ့ကင်းရှင်းတဲ့သူရဲ့လို့ရွာထဲမှာသိမရှိဘူးလေ။တီးနန်ကဘယ်ချိန်ပေါ်မဲလို့မသိသေးလက်တလုံးစားဝင်းနေရဲ့အစင်ပြေစီဖို့မလာတင်ထံပြေးပြီးကြိုယောင်းကြတာကြီးပဲလေ။ဈေးကတော့မလာတင်ပေးတဲ့ဈေးပေါ့။တကယ်တကယ်တီးနန်ပေါ်ချိန်ရောက်ထွက်တဲ့ဈေးထက်မလာတင်ပေးတဲ့ဈေးကနည်းနေတတ်တယ်ဆိုတာလူတိုင်းကသိထားကြပါရဲ့။တိပေမဲ့လို့လဲမပတ်သက်ဘဲနဲ့မနေနိုင်ကြဘူးလေ။ဝင်ဝင်မရှိတဲ့အချိန်ခါတွေမှာစားဝတ်နေရေးအဆင်ပြေစေဖို့အတွက် မလာတင်ကဂျေဆုရှင်အောင်ဖြစ်နေပြန်တော့တာလေ။အိုးအဲ့ဒါတွေကြောက်မသိဘူး။အခုညီးလန်းထားတဲ့ဇီးတီတွေကြောက်ယူသွားမယ်။နေ့လေကလေးကညီးဇီးတလင်းကြောက်ကြည့်ပြီးသား။ကြားတယ်အခုပဲသွားမယ်အေး။မလာတင်ကတင်းဝင်တောင်းတဲ့အိတ်တွေယူယူဇီးတလင်းဘက်ကိုခြေဦးလှဲလိုက်တော့အမေလဲနောက်ကလိုက်ရတော့တာပေါ့။ကျွန်တော်လည်းအမေနောက်မလန်မကန်းကနေလိုက်ပါလာခဲ့ပြီးအနောက်ရက်ကဝင်းလူစဲစဲနေမင်းကြီးကတက်စွမ်းသမျှအလင်းထအားပေးနေသေးလေတယ်။အိမ်ရှိမှရှိတဲ့ကုတ်ကုတ်ပင်ပေါ်မှာ အိတ်တန်းဝင်ဖို့လာကြတဲ့ဇရက်တွေဟာစူညံလျက်ထမ်းပင်ပေါ်မှာခိုရီကညိစပြူနေပြီမလာတရက်ဒေါသကြောင့်ဈေးတီးတွေစိုးရဲ၆တဲဆိုတာမြင်ဟန်မတူတော့ပါဘူးတလင်းထဲမှာရှိတဲ့ဈေးတီးမှန်သမျှစုကြုံပြီးတောင်းနေ ਉ ထဲတဲ့တရင်သာတော်ပြည့်ဟန်မတူပါဘူးအကြောင်းတည်ထားရင်တူတဲ့မလာတင်ကကန်ထားတဲ့ထင်းချောင်းလေးကိုဖယ်လိုက်ပြီးကျွန်တော်နဲ့ညီလေးလှမ်းထားတဲ့ဈေးတီးတွေဘက်ကိုလှမ်းလီတော့တယ်ငယ်ရွယ်သေးတဲ့ညီလေးတည်ရင်အမေကလေးမတီးဘူးလို့ငိုကယူကပြောနေအောင်ပဲကဲသွားမယ် နောက်တစ်ခါကောက်လို့ရတယ်ကျုပ်ကဝယ်ပေးကျုပ်ကမပေးပဲတခြားသူစီရောင်းတာကြပြီဆိုရင်ကျုပ်ဆိုးမဆိုးနဲ့တော့မိတန်းကျုပ်ကိုပေးစရာရှိတာပေးပြီးရင်တော့ပါတာတော့ဘသူစီပဲရောင်းရောင်းကျုပ်စိတ်ဝင်စားဘူးအဲလိုပြောပြီးတော့မလာတင်ကအောင်နိုင်သူတယောက်လို ကော့ပတ်ကော့ပတ်နဲ့ရှောက်သွားခဲ့တော့တာပေါ့လေအမေကတော့ခြေလန်းတွေဖြေးလေးစွာနဲ့နောက်ကနေလိုက်လျက်ပေါ့ကြံနေခဲ့တဲ့ဇီတီအေတီယိုတော့တိတ်မကြခင် အချိန်တော်အတွင်းမှာမလာတင်ယောက်သားဒုတိမဟုတ်မလာတင်ရဲ့သားတယောက်ယောက်လာထန်းတာကိုတွေ့ရလိုက်တော့မယ် အိမ်အောက်ကိုရောက်ပြီးဆိုတာနဲ့အလိုက်ကန်းစိုးမသိစွာနှာခေါင်းတွင်ဝင်ရောက်လာတဲ့ဟင်တူနန်ကြောင့်ဖြေးလိနေတဲ့အမေရဲ့ခြေလမ်းတွေချက်ချင်းမှန်တွက်လာသွားခဲ့တော့တာနှွေထားတဲ့ဝက်သားဟင်းလေးတူးသွားပြီးထမရဲ့အရသာရှိတော့မယ်မထမအောင်လေဒီကနေ့ရဲ့ခိုင်စတိုရီချန်နီယာနဲ့ထောက်လွှင့်ပေးခဲ့တဲ့အကြောင်းအရာကိုစိုက်နေတဲ့စိတ်ဝင်စားလိမ့်မယ်လို့ထင်ပါတယ်။နောက်တစ်ခေါက်တွင်မှလည်းပရိသတ်ကြိုက်ပုံမိုစိတ်ဝင်စားစီမယ်။စာရေးဆရာဆရာမေသားနှမောက်ဤသားထားတဲ့ဇလန်းအကြောင်းအရာတွေကိုဆက်လက်ထောက်လွှင့်တင်ဆက်ပေးဖို့မှာဖြစ်တဲ့အတွက် စောင့်မျှော်ကြည့်ရှုချစ်ခင်အားပေးကြပါအောင်လို့ပြောကြရင်းနဲ့ဒီနေ့စီစီရနေနှုတ်ဆက်ပါရစေအမြဲတမ်းချစ်ခင်ပေးလို့ကျေးဇူးများ၏တင်ပါတယ်ရှင်